सेना का नुकसान करने के की थी तैयारी भारत माता क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 ी जय पाकिस्तान जिंदाबाद မင်္ဂလာပါရှင် People Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ပါပါကစ္စတန်နဲ့အိန္ဒိယတို့ကြားစစ်ရေးတင်းမာမှုက ရုတ်တရက်အချိန်မြင့်တက်ပြီးခက်မြန်မြန်ပဲအပြည့်အခက်ရက်စဲသွားခဲ့ပါတယ်။အာရှတောင်ပိုင်းကခါတီရန်ဘတ်အိနီးချင်းနိုင်ငံနှစ်ခုကြားမှာချက်ချင်းအပြည့်ရက်အောင်ဂျာဝင်စည်းဆက်ပေးခဲ့တယ်လို့ American အစိုးရကမေလ10ရက်နေ့မှာကြေညာခဲ့ပါတယ်။ အပြည့်ရသဘောတူညီမှုအကြောင်းထုတ်ပြန်ချိန်မှာ အမေရိကန်သမ္မတဆောင်ကသူဟာတရရဲ့အချိန်မြင့်တက်လာနေတဲ့ဒေသရဲပြိပခါတခုကိုသာမကပဲနျူကလ িয়ার စစ်ပွဲကြီးဖြစ်ပေါ်လာနိုင်ခြေကိုပါတားဆီးခဲ့တာဖြစ်တယ်လို့ကြွေးကြော်ခဲ့ပါတယ်။ဒီတော့အိန္ဒိယပါကစ္စတန်ပြိပခါကနျူကလ িয়ার စစ်ပွဲနဲ့ဘလောက်ထိနှိစက်ခဲ့ပါသလဲ။ဒီအကြောင်းကိုခုတစ်ပတ် People's Screen ရဲ့ပြောပြအောင်မယ့်အစီအစဉ်ကနေနားဆင်ရမှာပါ။ ကျမကတော့ကြာမုန်းပါပြီးခဲ့တဲ့မေလ9ရက်နေ့မှာကက်ရှမီးယားဒေသတွေကပါကစ္စတန်ထိန်းချုပ်ထားတဲ့ area တွေနဲ့ပါကစ္စတန်ပိုင်နဲ့နယ်စပ်ဒေသတွေမှာအိန္ဒိယကစင်ဒူးစစ်စင်ရေးကိုဆင်နွှဲပြီးနေရာ6ခုကိုလေကြောင်းကနေတိုက်ခတ်ခဲ့ပါတယ်ပါကစ္စတန်ကလည်းလက်နက်ကြီးပစ်ခတ်မှုတွေနဲ့တုံ့ပြန်ခဲ့ပြီးနှစ်နိုင်ငံလေတက်တိုက်လေယာဉ်တွေကြားဝေဟင်စီးခြင်းထိုးခဲ့ကြပါတယ်ဒီဖြစ်စဉ်မှာအိန္ဒိယတိုက်လေယာဉ်တချို့ပြစ်ချခံခဲ့ရတာပါ ဒီဇလိုင်းရဲ့အစကတော့ကက်ရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ရာအပိုင်းကမြို့တစ်မြို့မှာအကြမ်းဖက်ပစ်ခတ်မှုကြောင့်လူ26ဦးသေဆုံးခဲ့ရပါတယ်။ဒီဖြစ်စဉ်ကိုအိန္ဒိယကလက်တုံ့ပြန်ရာကနေနှစ်နိုင်ငံကြားစစ်ရေးပြိပခါကခက်မြန်မြန်ပဲအရှိန်တက်လာခဲ့တာဖြစ်ပါတယ်။စစ်ရေးပြိပခါတခုပေါ်ပေါက်လာတိုင်းနိုင်ငံတကာအသိုက်အဝန်းအတွက်ကြားများရလိမ့်ရှိပြီးအိန္ဒိယနဲ့ပါကစ္စတန်ကြားလက်နက်ကင်ထိတွေ့မှုတွေကတော့ပိုပြီးတော့စိုးရိမ်စရာကောင်းပါတယ်။ အကြောင်းရင်းကတော့နှစ်နိုင်ငံစလုံးကနျူကလ িয়ার လက်နက်တွေအသီးသီးပိုင်ဆိုင်ထားကြလို့ပါပြီးတော့စစ်ပွဲကြီး၄ကြိမ်ဖြစ်ခဲ့မှုပြီးနေဆက်မှာအပြန်အလှန်ပြစ်ကြခတ်ကြအသေးစားထိတွေ့မှုမျိုးတွေအကြိမ်ကြိမ်ကြုံထားတဲ့ကျောင်းတော်ကရန်စတွေလည်းရှိနေကြပြန်ပါတယ်ဒါကြောင့်မလို့အဲ့ဒီနှစ်နိုင်ငံကြားပြိပခမီးပွားတစ်ခုခုစတင်လိုက်တိုင်းမှာအတော်မတက်နိုင်ပဲနျူကလ িয়ার စစ်ပွဲကြီးအဆင့်ထိရောက်သွားနိုင်ခြေကိုစစ်ရေးသူတွေတီတွေကအမြဲတမ်းထည့်တွေးထားလို့ရှိပါတယ် မေလ9ရက်နေ့ကနေ10ရက်နေ့အထိ၄ရက်ကြာဖြစ်ပွားခဲ့တဲ့ပြဿနာမှာလေအမေရိကန်ကဂျာဝင်ညှိနှိုင်းမပေးခင်အထိစစ်ရေးတင်းမာမှုတွေကတရက်ပြီးတရက်မြင့်တက်နေကြတာပါအဲ့ဒီ၄ရက်အတွင်းနှစ်ဖက်စလုံးကဒုံးကျည်တွေဒရုန်းတွေနဲ့တခြားခင်မီစစ်လက်နက်တွေကိုပါအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြပါတယ်တချိန်တည်းမှာပဲအိန္ဒိယရောပါကစ္စတန်ပါရေရှည်စစ်ပွဲတစ်ခုကိုမှနွဲကျင်ကြပါဘူးဒါပေမဲ့တစ်ဖက်ဘက်ကအလျှော့ပေးဖို့လဲစိတ်ကူးမရှိပြန်ပါဘူး အမေရိကန်ကဂျာဝင်ဆိတ်ဆက်ပေးတဲ့အခါမှာတော့နှစ်နိုင်ငံလုံးအောက်ကျနောက်ကျဖြစ်เสียရမလို့ပဲအပြစ်အခတ်ရက်စဲနိုင်ခဲ့ပါတယ်။အရေးကြီးတဲ့မိကွန်းကအပြစ်အခတ်သာမရက်စဲဖြစ်ခဲ့ပဲအလုံးစုံစစ်ပွဲကြီးအဆင့်ထိပြဿနာကြီးသွားမယ်ဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်တို့ကသူတို့ရဲ့နျူကလ িয়ার လက်နက်တိုက်တွေကိုတကားဖွင့်အသုံးပြုခဲ့ကြမလားဆိုတာပါပဲ။နျူကလ িয়ার လက်နက်တွေကိုထုတ်သုံးလိုက်ပြီဆိုရင်လူသားမျိုးနွယ်ပြတ်သုံးသွားလောက်တဲ့အထိနောက်ဆက်တွဲစိုးကြိုးတွေကြီးမားသွားနိုင်တယ်ဆိုတော့အလွယ်တကူတွေးလို့ရပါတယ်။ ဒါကြောင့်နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံကြီးတွေကိုယ်တိုင်တောင်မှအဲ့ဒီလက်နက်တွေကိုမသုံးချင်ပါဘူးအတက်နိုင်ဆုံးမသုံးဖြစ်အောင်လဲစီကံအထက်ထက်နဲ့တင်းကျပ်ထားလိရှိပါတယ်ဒါပေမဲ့အဲ့ဒီလက်နက်တွေကိုပန်ရှင်နိုင်ငံတွေကဘယ်တော့မှထုတ်မသုံးပါဘူးလို့လဲဘသူကမှအာမခံချက်မပေးနိုင်ပြန်ပါဘူးအခုနောက်ဆုံးဖြစ်ပေါ်တဲ့စစ်ရေးပြိပခမတိုင်ခင်အိန္ဒိယနဲ့ပါကစ္စတန်တို့နောက်ဆုံးအကြိမ်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြတာက2019ခုနှစ်တုန်းကဖြစ်ပါတယ် အဲ့ဒီတုန်းကနှစ်ဖက်စလုံးထိမ့်သိမ့်သိမ့်သိမ့်နဲ့နောက်ပြန်ဆုတ်ခဲ့လို့စစ်ပွဲကြီးအဆင့်ထိမရောက်ခဲ့ပေမဲ့အခုလိုပဲနျူကလ িয়ার စစ်ပွဲဖြစ်နိုင်ခြင်းအလားအလာကိုတွေးတောစိတ်ပူတာတွေတော့ရှိခဲ့ကြပါတယ်။နောက်တော့နိုင်ငံတကာစစ်ရေးနဲ့နိုင်ငံရေးသူတွေတီတွေပူးပေါင်းပြီးအိန္ဒိယပါကစ္စတန်ပြည်ထနာနောက်ဆက်တွဲနျူကလ িয়ার စစ်ပွဲကြီးဖြစ်လာနိုင်ခြင်းတွေကိုခံမှန်းခဲ့ကြပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီတုန်းကလ ీల ဆန်းစစ်မှုတွေမှာတကယ်လို့2025ခုနှစ်လောက်ကြာရင် အိန္ဒိယလွှတ်တော်ကိုပါကစ္စတန်ကြောထောက်နောက်ခံပေးထားပြီးအစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကဝင်ရောက်တိုက်ခိုက်တာမျိုးကြီးကြီးမားမားဖြစ်စဉ်တစ်ခုအသာကြုံလာရင်အိန္ဒိယကနျူကလ িয়ার လက်နက်ခလုတ်တွေကိုနှိပ်လာနိုင်တယ်ဆိုတဲ့ခံမှန်းချက်တစ်ခုပါဝင်ခဲ့ပါတယ်။6နှစ်ကြာပြီးတဲ့နောက်မှာတော့တကယ်ပဲနှစ်နိုင်ငံကြားသွေးကြောင်းစီးပွားရေးပခတစ်ခုထပ်ဖြစ်ခဲ့ပေမဲ့နျူကလ িয়ার လက်နက်တွေထုတ်သုံးဖို့စဉ်းစားတဲ့အထိတော့နှိစက်ခဲ့ကြပုံမပေါ်ပါဘူး။2024ခုနှစ် January လအထိစည်ရင်တွေအရာ ကမ္ဘာပေါ်မှာနျူကလ িয়ার ထိပ်ဖူးအရေးအတွက်စုစုပေါင်း12000ကျော်ရှိနေတယ်လို့ Sweden နိုင်ငံအခြေစိုက် Stockholm နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန SIPRI ကဆိုပါတယ်အဲ့ဒီတဲက8000ကျော်ကို American နဲ့ Russia နှစ်နိုင်ငံတဲကခွဲဝေပိုင်ဆိုင်ထားတာပါပြီးတော့နျူကလ িয়ার လက်နက်ပိုင်နိုင်ငံတွေဟာစုစုပေါင်းထိပ်ဖူး3900ကျော်ကိုအချိန်မရွေးတိုက်ပွဲဝင်နိုင်တဲ့အဆင့်မျိုးပြင်ဆင်ထားပြီးဂျန်တာတွေကိုတော့သိမ်းဆီးတူလောင်ထားတယ်လို့သိရပါတယ် SIPRI ရဲ့အဆိုအရအိန္ဒိယရောပါကစ္စတန်ပါနျူကလ িয়ার ထိပ်ဖူး190ဝန်းကျင်စီပိုင်ဆိုင်ထားကြောင်းသိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားနျူကလ িয়ার စစ်ပွဲဖြစ်လာနိုင်ခြေကိုဆွေးနွေးတဲ့အခါတိုင်းထဲစဉ်းစားဖို့လိုတဲ့နောက်ထပ်ရှူဒေါင်းတစ်ခုကတော့အဲ့ဒီလက်နက်တွေကိုဘယ်အချိန်မှထုတ်သုံးမလဲဆိုတဲ့မူဝါဒတွေပဲဖြစ်ပါတယ်။1998ခုနှစ်မှာနျူကလ িয়ার လက်နက်တွေစမ်းသပ်ခဲ့တဲ့နောက်ပိုင်းပါကစ္စတန်ဟာလက်နက်တွေအသုံးချမဲ့ကန့်သတ်ချက်မူဝါဒကို ဘယ်တော့မှလူသိရှင်ကြမကြေညာခဲ့ပါဘူးအိန္ဒိယကတော့အဲ့ဒီကာလတွေမှာပဲနျူကလ িয়ার လက်နက်တွေစမ်းသပ်ဖောက်ခွဲခဲ့ပြီးတဲ့နောက်စစ်ပွဲမှာနျူကလ িয়ার ဆသုံးတဲ့နိုင်ငံ မဖြစ်စေရဘူးဆိုတဲ့သဘောထားကိုတရားဝင်ကြေညာခဲ့ပါတယ်ဒါပေမဲ့2003ခုနှစ်မှာတော့အိန္ဒိယကမူဝါဒပြောင်းလဲခဲ့ပြီးနိုင်ငံကိုဓာတုဓမ္မမဟုတ်ဇီဝလက်နက်တိုက်ခိုက်မှုတွေရှိလာရင်နျူကလ িয়ার လက်နက်တွေနဲ့တုံ့ပြန်ခွင့်ရှိစေမယ်လို့သတ်မှတ်ခဲ့ပါတယ်တနည်းအားဖြင့်တော့အခြေအနေတစ်ခုခုမှာ အိန္ဒိယဟာနျူကလ িয়ার လက်နက်ကိုစတင်အသုံးပြုမယ်လို့သဘောထားပြောင်းသွားခြင်းပါပဲနျူကလ িয়ার လက်နက်သုံးစွဲရေးဆိုင်ရာမူဝါဒကိုပါကစ္စတန်ကမထုတ်ပြန်ဘူးဆိုတာဟာအဲ့ဒီမူဝါဒမျိုးလုံးဝရှိမနေဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတော့မဟုတ်ပါဘူး2002ခုနှစ်မှာတော့အဲ့ဒီအချိန်ကပါကစ္စတန်သမ္မတဟာနိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေကအိန္ဒိယကိုတံပြန်ဖို့တခုတည်းအတွက်ရည်ရွယ်ကြောင်းပြီးတော့ပါကစ္စတန်အတွက်အရန်ကြီးမားတဲ့ဘေးအန္တရာယ်ချိန်ချမှုမျိုးကြုံလာမှသာအဲ့ဒီလက်နက်တွေကိုသုံးစွဲမှဖြစ်ကြောင်း အလွတ်သဘောပြောခဲ့ဘူးပါတယ်။အခုသတင်းပတ်အစောပိုင်းကမိန်ကုန်တစ်ခုမှာအိန္ဒိယဝန်ကြီးချုပ်မိုဒီကသူ့အနေနဲ့နျူကလ িয়ার လက်နက်တွေကိုဗန်းပြပြီးချင်းချောက်အကြက်ကိုင်းတဲ့ဘယ်လုံရမျိုးကိုမှသိခံမှာမဟုတ်ဘူးလို့ပြောသွားခဲ့ပါတယ်။ဆက်ဆက်ပြီးတော့နောက်ကြောင်းပြန်ရရင်1996ခုနှစ်တုန်းကအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားဖြစ်ပွားခဲ့တဲ့ကာဂီစစ်ပွဲမှာအဲ့ဒီတုန်းကပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဟာနျူကလ িয়ার လက်နက်တွေထုတ်သုံးနိုင်တယ်ဆိုတာမျိုးလူသိရှင်ကြားချင်းချောက်ခဲ့ဘူးတာပါ။ သူကပါကစ္စတန်အနေနဲ့ကိုပိုင်အချုပ်အချာအာဏာပိုင်နဲ့ကိုကာကွယ်ဖို့ဆိုရင်ဘလို့လက်နက်မျိုးကိုမစိုးထုတ်သုံးဖို့ဝန်လေးနေမှာမဟုတ်ဘူးလို့ပြောခဲ့တာပါဒီလိုနောက်ခံအခြေအနေတွေတင်းမာတဲ့ဖြတ်သန်းမှုတွေရှိနေတာကြောင့်လဲအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားစစ်မီးပွားတစတောက်လောင်တဲ့အချိန်တိုင်းနျူကလ িয়ার စစ်ပွဲဖြစ်နိုင်ခြေကိုလူတွေက တွေးတောစိတ်ပူတတ်ကြတာကအစိုးရင်ကြီးတယ်ဆိုပြီးယူဆလို့တော့မရပါဘူးတစ်ဖက်မှာလဲနှစ်နိုင်ငံစလုံးကစစ်ပွဲတွေပြိပခါတွေဖြစ်လာတိုင်း တမတ်ရိုးကြအတိုင်းစစ်လက်နက်တွေကိုပဲတုံးပြီးတော့ဖြည့်ရှင်းနေကြဆဲပါအိန္ဒိယနဲ့ပါကစ္စတန်အစိုးရတွေကအရင်အကြိမ်တွေလိုပဲနောက်ဆုံးပြည်ပခါမှာလဲနျူကလ িয়ার လက်နက်တွေကိုမျက်စမပစ်ပဲဖြည့်ရှင်းကျော်လွှားနိုင်ခဲ့ကြပါတယ်ဒါကြောင့်အာရှတောင်ပိုင်းကနျူကလ িয়ার စစ်ပွဲဖြစ်နိုင်ခြေက၄ရက်လောက်ဒီဂရီတိုးခရာကနေ၃ညမှတ်ကို ပြန်ရောက်သွားပါပြီအိန္ဒိယရောပါကစ္စတန်ပါဒီအခြေအနေတွေကိုထိမ့်သိမ်းကင်တွယ်ဖို့အတွေ့အကြုံနဲ့စစ်ရင်အမှန်တွေရှိနေတာကြောင့် နျူကလ িয়ার စစ်ပွဲကြီးဖြစ်နိုင်ခြေကအရန်နည်းနည်းပဲရှိတာပါဒါပေမဲ့နျူကလ িয়ার လက်နက်တွေအကြောင်းပြောကြပြီဆိုတာနဲ့စစ်ပွဲဖြစ်နိုင်ခြေနည်းနည်းလေးကတော့ကမ္ဘာလုံးကြုံရေးအတွက်အရန်ကြီးမားတဲ့ချင်းချမှုမျိုးလို့သတ်မှတ်ရမှာဖြစ်ပါရဲ့ရှင် People's Prayer ပြောပြအောင်မယ်စီစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည၈နာရီချိန်ထဲမှာတင်ဆက်ပေးနေပါရဲ့ရှင်